ပူစီနံဝယ်စားစရာမလိုအောင်ရေကိုအသုံးပြုပြီးဒီလိုလေးစိုက်ပျိုးလိုက်ပါပထမဆုံးစိုက်ပျိုးဖို့အတွက်ပလတ်စတစ်ဘူးကွန်တွေကိုယူပြီးအပေါ်ပိုင်းနဲ့အောက်ဖက်ပိုင်းတွေကိုဖြတ်ယူပေးလိုက်ပါဘူးကွန်အောက်ဖက်ပိုင်းမှာအပေါက်တစ်ခုဖောက်ပေးပြီးဘူးကွန်ထိပ်ပန်းနဲ့ဆက်ပြီးရပါမယ်ဒါဆိုရင်တော့စိုက်ပျိုးဖို့အတွက်ဘူးကွန်လေးတွေရရှိလာပြီပဲဖြစ်ပါတယ်ရလာတဲ့ဘူးကွန်တွေတဲကိုဖော်ပြလေးတွေထိုးဆိုင်ပြီးဆော့ထားပေးလိုက်ပါ ပြီးရင်တော့ပူစီနံရိုးတွေထည့်ဆိုင်နိုင်စေဖို့အတွက်အပေါက်လေးတွေဖောက်ပြီးထားရပါမယ်။ရေနဲ့စိုက်ပျိုးမှဖြစ်တဲ့အတွက်ဘူးခွန်တွေတဲကိုရေအပြည့်ထည့်ထားပေးလိုက်ပါ။စိုက်ပျိုးမဲ့ပူစီနံရိုးတွေကိုယူပြီးအောက်ဖက်ပိုင်းမှာရှိတဲ့အရွက်အားလုံးကို ရှင်ပြရပါမယ်။ပြီးရင်တော့စိုက်ပြိုးမဲ့ဘူးခွန်တွေတဲကိုပူစီနံရိုးတွေထည့်ဆိုင်ပေးထားလိုက်ပါဒီနည်းအတိုင်းဘူးခွန်အလုံးကိုပြုလုပ်ပေးထားရပါမယ်စိုက်ပြိုးပြီးတပတ်ကျော်လောက်ဆိုပူစီနံရိုးတွေမှာအညွန့်လေးတွေစားထွက်နေပါပြီ ဒါဆိုရင်တော့အညွန့်တစ်တွေများစွာထပ်ထွက်လာစေဖို့အတွက်ထိညွန့်တွေကိုဖျက်ယူပေးလိုက်ပါအပင်အာဟာရပြည့်ဝပြီးကြီးထွားစေဖို့အတွက်ဗီတာမင် B1 ရှစ်ပြားကန့်ကိုအမုံဖြစ်အောင်ပြုလုပ်ပေးရပါမယ်။ပြီးရင်တော့ရေနှဲငယ်လောက်နဲ့ရောစပ်ပေးပြီးဘူးခွန်တွေထဲလောင်းထည့်ပေးလိုက်ပါ။ဆယ်ရည်ကြောကန့်ကြာတဲ့အခါမှာတော့ပူစီနံပင်တွေမှာအညွန့်တစ်တွေများစွာထွက်နေပြီးစားကျင်ဇပွဲဖြစ်လို့နေပါပြီ။ဒါဆိုရင်တော့အညွန့်တွေကိုလို့တလောက်ခုစော့ပြီးစားတုံးလို့ရပါပြီ။ မြေနေရမလို့ပဲဘူးကွန်လေးတွေနဲ့အလွယ်တကူစိုက်ပျိုးလို့ရတာမို့မိတ်ဆွေတို့လည်းစိုက်ပျိုးကြည့်ကြပါဦးနော်